်ဟယ်လိုအားလုံးမင်္ဂလာပါရှင်ဒီနေ့ကတော့ရွှေတောင်ခေါဆွဲလေးချက်စားမလို့ပေါ့နော်ရွှေတောင်ခေါဆွဲကိုချက်စားခြင်းနေရာကြားပြီပေါ့နော်ဒီနေ့မှပဲချက်စားဖြစ်ပါရရှင်အရင်ဆုံးတရှိစီခြင်းအောင်စေကျော်ရတဲ့စက်သား40သားလောက်အုံပြုပါတယ်ပြီးွားရင်တော့ငပြားရဲ့ထမင်းစားစုံ2စုံဟင်းခတ်မုံလက်ပတ်စားစုံ2စုံရေကောင်းမုံထမင်းစားစုံ2စုံနဲ့ရေ900မလထည့်ပြီးတော့နူးတီထိပြုတ်ထားလိုက်ပါမယ်ချက်အယူ30သားလောက်ကိုတော့ကျမတို့မိနစ်30လောက်ရှာလကာရီနဲ့နှက်ထားလိုက်ပါမယ် သူတွေကအညစ်ကြေးလေးတွေထွက်သွားအောင်ပေါ့နော်မိနစ်30လောက်ရှာလက်ကရည်နဲ့စိန်ထားလိုက်ပါမယ်ရှင်ဒီဘက်မှာလည်းချက်သားပြုတ်ထားတာလေးကနူးဤနေပေါ့နော်ဒါလေးကိုအေးခံထားလိုက်ပါမယ်ချက်ရိုးကိုမိနစ်30လောက်နှပ်ပြီးပြီဆိုရင်တော့ရေနဲ့အချိန်ချင်းတန်ရှင်းစင်ကြအောင်စီကြပါမယ်ရှာလကာရဲ့အနံ့နေပြအောင်ရေနဲ့တန်ရှင်းစင်ကြအောင်စီကြပြီးတော့သူ့ကိုကြကြလေးပြုတ်ထားလိုက်ပါမယ်ရှင် ချက်အယူပြုတ်တဲ့အားမြုပ်မဲလေးတွေကိုလည်းဖယ်ထားပြလိုက်ပါမယ်ရှင်ချက်အယူကကြာကြာပြုတ်ပြီးပိုချူလာဖို့လို့ကျွန်မကတော့ကြာတစ်ထက်ကြာအောင်ပြုတ်ထားလိုက်ပါတယ်ရှင်ပြီးသွားရင်တော့ခုနကပြုတ်ထားတဲ့ကြသားလေးကိုလည်းနှွေးထားလိုက်ပါမယ်ရှင်ဒီညမှာမှွန်ွေမဲနဲ့အတုံးလေးတွေတုံးလဲရပါတယ်เนาะမိမိစိတ်ကြိတ်ပါရှင်ပြုတ်ထားတာရေခမ်းသွားပြီဆိုတော့ရေလေးထပ်ထည့်လိုက်မယ်ပေါ့เนาะအဲချက်သွန်ပြူချက်သွန်နေချင်းလေးကိုလည်းကြိတ်ထားလိုက်ပါမယ်။ဟုတ်ရင်တော့ရေသီးစစ်တတ်ပါမယ် ယူသည့်အနှစ်ထမင်းစားစွန်၂ဆွန်ရဲ့ကြိတ်ထားတဲ့ပါဝင်ပစ္စည်းလေးတွေရဲ့ရေ150 mm နဲ့ငပြရရထမင်းစားစွန်၃ဆွန်ထည့်ပါတယ်။ခင်ခမုတ်ထမင်းစားစွန်၃ဆွန်နဲ့စီ၂ချက်ခွဲသားလောက်ထည့်ပြီးတော့စူပွက်လာတဲ့နေထားလောက်ထည့်ဖို့ချက်သွားပါမယ်။ဟင်းအနှစ်တည်းကစူပွက်လာတဲ့နေထားရောက်ပြီဆိုရင်တော့ခုနကလွှင်ထားတဲ့ကြက်သားလေးတွေကိုထည့်လိုက်ပါတော့မယ်ရှင်။ပြီးွားရင်တော့ချက်ပြုတ်ရည်လေးနည်းငယ်လောက်ထည့်ပြီးတော့စီပြန်တဲ့အနေထားလောက်ဒီပေါ်တော့ချက်သွားလိုက်ပါတစ်ဖက်မှာလည်းအုံးစီချက်လေးချက်ထားလိုက်ပါရရှင် အင်မဂိုရိုင်းညှစ်ထားတဲ့အုံလို့ပေါ့နော်900မလောက်ကိုအုံစီချက်လေးချက်ထားပါတယ်။ဒီဘက်မှာလည်းချက်ထားတာချက်သွားပါပြီ။ချက်အယူပြုထားတဲ့အိုးရဲကိုအရသာနေနဲ့မပြားရေးသုံးစုံလောက်ထည့်ထားပါတယ်။ပြီးရင်တော့ဘဲမုတ်ဖြော်ပါမယ်။ဘဲချက်မုတ်ထမစားစုံသုံးစုံနဲ့ရေ200မလထည့်ပြီးတော့အဲဘဲနဲ့ဒီရေနဲ့ကြောသမမွေသွားပြီးတော့ပေါ့နော်တသားတည်းဖြစ်သွားတဲ့အနေထားလောက်ထိကိုဖြော်သွားပြီးလိုက်ပါမယ်ရှင်။ ဆင်းမင်းမို့ကိုလက်ပတ်စားစွန်းတဆွန်းလောက်ထည့်ပြီးတော့ထပ်ဖြောလိုက်ပါရဲအယောင်လေးလာစီရန်အတွက်ပါရှင်ပြီးွားရင်တော့ပုပ်ပွဲစုနေတဲ့ကြက်ရိုးပြုတ်ထားတဲ့အိုးတွေကိုထည့်လိုက်ပါတော့မယ်ပြီးွားရင်အုံနှုတ်200မယ်လောက်လည်းထည့်လိုက်ပါရဲရှင်ပြီးွားရင်တော့ဒီသေးကိုကျမတို့ချက်ထားတဲ့ကြက်သားဟင်းလေးပေါ့နော်ကိုကြိုက်နေတဲ့အနေထားလောက်ဒီထည့်နိုင်ပါတယ်အကုန်လုံးထည့်လဲရပါတယ်ကျမတို့ကတသက်ပေါ့နော်ဟိုကြက်သားကိုတသက်ပုံစားမှဖြစ်တဲ့အခါကျတော့ကြက်သားကိုအများကြီးတော့မထည့်တော့ပါဘူးရှင် အနေငယ်တော့ပဲဘဲဟင်းဦးရဲကိုစက်သားလေးထည့်လိုက်ပါရရှင်ဒါကတော့မိမိစိတ်ကြိုက်ပါနော်ပြီးွားရင်တော့ဒီဘဲဟင်းရီဦးလေးစူပွက်လာတဲ့အနေထားလောက်ထီကိုချက်သွားပေးလိုက်ပါမယ်ရှင်ရတာနေနေရတော့တကြားထမင်းစာစွန်း၃စွန်းစားထမင်းစာစွန်း၁စွန်းလောက်ထည့်လိုက်ပါရရှင်။ ဖဲရီအိုးကလည်းအစင်သစ်ဖြစ်သွားပြီဆိုတော့ကျမတို့ခေါက်ဆွဲလေးပြုတ်လိုက်ပါမယ်။ရွှေတောင်ခေါက်ဆွဲတက်ကိုတော့ဒီခေါက်ဆွဲချောက်လေးအသုံးပြုပါရရှင်။ခေါက်ဆွဲလေးနူးဤသွားတဲ့အနေထားလာရောက်တဲ့ဒီပြုတ်ပြီးွားလို့ရှင်တော့ရေနဲ့တန်ရှင်းစင်ကြအောင်စီကြောပြီးစကားနဲ့စစ်ထားပါမယ်။ပြီးွားရေလုံးဝမရှိတော့ဘူးဆိုလို့ရှင်တော့စီလေးနဲ့နေထားလိုက်ပါတော့မယ်ရှင်။ ခေါင်းဆွဲကိုစီနဲ့ရောသမားမွေအောင်တေချာလေးနေပြီးပြီဆိုရင်တော့မြို့တီချမုတ်ထမင်းစားစုံတုံးစုံနဲ့ကိုအပူပေးထားတဲ့စီပူနှစ်ချက်ခွဲသားလောက်လောင်းထည့်လိုက်ပါတယ်ဒါဆိုမြို့တီအနည်းလေးရပါခုနကပြုတ်ထားတဲ့ထည်ကခေါင်းဆွဲအနည်းငယ်လောက်ကိုအကြော်အနေနဲ့အသုံးပြုဖို့အတွက်ကြော်ကြော်ပါမယ်နှမ်းစီနဲ့ကြော်တာဖြစ်တဲ့အတွက်ကျွန်မနှမ်းစီကအငွေ့ပြန်လွယ်လို့ပေါ့နော်စီအနည်းငယ်လေးတွေထည့်ပြီးကြော်ပါရရှင်စီအများကြီးဆိုလို့ရှိရင်အငွေ့ပြန်လွယ်ပြီးမွန်တက်လို့ပါရှင် ်ဒီညမှာရိုးရိုးစီနေဆိုရင်တော့စီနေများလေးထည့်ပြီးအကျွတ်ကျော်နိုင်ပါတယ်ကျွတ်တွနီရဲ့နန်းနန်းပင်ရဲ့ပြီးတော့တမေယိုသီးရဲ့အသုံးပြုပါတယ်ဘဲအချက်မုံလေးလည်းအသုံးပြုပါတယ်ရှင်ကော်ဖီထည့်စားခြင်းတဲ့သူတွေအတွက်ကော်ဖီလေးပါလှီထားလိုက်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့ရွှေတောင်ခေါဆွဲစားဖို့အတွက်အဆင်သင့်ဖြစ်ပါပြီရှင်အရင်အစိုးဖျားစံတော့ကပ်ဖို့အတွက်ပြင်ဆင်ပါမယ်ရှင် ဖြာဆွမ်းတော့ကလူဖို့အတွက်ပြင်ဆင်ပြီးပြီဆိုရင်တော့အိမ်ရမိသားစုရဲ့စာဖို့အတွက်ပြင်ဆင်ပါတော့မယ်ရှင်။ပုံပစ္စည်းလေးတွေကိုတစ်မျိုးချင်းစီထည့်လိုက်ပါမယ်။ခေါဆွဲတဲ့ကိုစစ်တုံနီထည့်ပါရဲနနံမင်းထည့်မယ်ပြီးတော့မြူသီးစီချက်လေးထည့်ပါမယ်။ချက်ထားတဲ့ကြက်သားလေးတွေကကျမတို့ကဒီလိုလေးထည့်စားကြတာမို့လို့ဟိရီထည့်ကိုအကုန်မထည့်တာဖြစ်ပါရဲ့ရှင်။ပြီးဝင်ပဲအချက်မုံလေးထည့်ပါမယ်။အုံးစီချက်လေးလည်းထည့်ပါမယ်ရှင်။နောက်ဆုံးမှာတော့ပဲဟိရီချက်ချက်လေးကိုဆန်လိုက်ပါမယ်ရှင်။ စားရတာမအီဘဲနဲ့စားလို့လည်းအရန်ကောင်းတယ်ရွှေတောင်ခေါဆိုးလေးရတော့ရသွားပါပြီရှင်။အရင်လဲရတာရှိရဲကျွန်တော်တို့အုံလို့လည်းအများကြီးမတုံထားတဲ့အခါကျတော့လေအီအီဆိတ်ဆိတ်လည်းဖြစ်မနေတဲ့အတွက်စားလို့အရန်ကောင်းပါတယ်။ကျမရဲ့ Facebook page လေးကို like and follow လုပ်ခဲ့ပေးကြပါအောင်နော်။ကျမရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပေးကြပါအောင်ရှင်။ TikTok မှာလည်းအသေးလေးပေးပောင်းလေးနှိပ်ခဲ့ပါအောင်နော်။နောက်တစ်ပတ်မှာပြန်တွေ့ပါမယ်။ Bye bye ။